သွင်းကုန်ပိတ်လိုက်ပြီးနောက်အမေရိကန်ဒေါ်လာအပါအဝင်နိုင်ငံခြားငွေလဲနှုန်တွေကျဆင်းလာတာနဲ့အတူထိုင်းဘတ်ငွေလဲ9လအတွင်းတစ်ပတ်ကို130ကျပ်အောက်ကိုပထမဆုံးချိန်ရောက်ရှိသွားတယ်လို့သိရပါတယ်။အော်ကဲလာကနေစလို့နိုင်ငံခြားငွေဈေးတွေအကြပတ်ကိုရောက်လာရကနေစက်တင်ဘာလနောက်ဆုံးပတ်ထဲမှာတော့ဒီနှစ်2025တဲ့အနိုင်ဆုံးဈေးတွေအဖြစ်ရောက်ရှိလာခဲ့တာပါ။ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းအတွင်းထိုင်းတစ်ပတ်ကို128ကျပ်လောက်ထိကျဆင်းခဲ့ပြီးပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းအတွင်းထိုင်းတစ်ပတ်ကို128ကျပ်လောက်ထိကျဆင်းခဲ့ပြီး ဇွန်လနောက်ဆုံးပတ်ထဲမှာတော့အမြင့်ဆုံးအနေနဲ့တပတ်ကို140ကျပ်ကျော်အထိမြင့်တက်လာခဲ့တယ်လို့ငွေကြီးစည်းကပ်ထဲကနေသိရပါဗျ။ဒါကြောင့်ထိုင်းမြန်မာနယ်စပ်မြို့တွေကဘတ်နဲ့ကြက်ငွေလဲနှုန်းတွေနဲ့လိုက်ပါမြင့်တက်လာပြီးလက်ရှိမှာတော့ကျပ်တသိန်းကို890ဘတ်လောက်အထိရှိနေတယ်လို့ထိုင်းနိုင်ငံမဲဆောက်မြို့မှာငွေလဲလုပ်သူတွေကပြောပါဗျ။ဒီနေ့နဲ့ပြန်ကြနည်းနည်းနည်းလေးပြန်ကြမယ်နည်းနည်းပိုင်းကြနည်းနည်းလေးပြန်တော့ပြန်ရောကိုကဘလောက်ပတ်ချလဲမှရှိနေလဲဆိုအခုကတော်သေးချက်ရုံနဲ့ချက်ပဲပတ်ယူပတ်ချတာက အဲဘပေးကျောင်းယူလာကြတိုင်းသေးပေါ့နော်ဒီမြောင်းတင်တိုင်းသေးဆိုလို့ရှိရင်ဘပေးကျောင်းယူလာကြချင်းဘပေးကိုစီရဘပေးပြင်းကျဲယူမှာဆိုလို့ရှိရင်980တိောက်ပေါ့80အဲကျပေးပါယူဆိုလို့ရှိရင်980 980ဒီကိုကိုလေးတိောက်ပေါ့ဒါတိုင်းရောင်းဝယ်သေးပေါ့နော်အပြင်ကကြတော့သူက980ကိုချစ်ကြရတော့ကတော့ဒီလိုတက်ရှိရမှာနော်။ကာကာဆက်ကမဲဆွန်တဲ့ကိစ္စနဲ့ဒေါ်လာတွေထုတ်ရအောင်လို့ကြားရတယ်။ တော့ကျွန်တော်ဘယ်လောက်ဆိုမလဲသူထောက်အောင်လာကြတယ်အဲ့ဒီထောက်အောင်လာတဲ့နိုင်ကျက်စီကခုံတက်သွားပေါ့အဲ့အမတ်တို့အာဘာလဲဘလို့ပေးပြီးဘလို့နေဆွဲမယ်တော့ဘယ်လိုမသိဘူးနော်အခုလိုဘန်းနဲ့ကြက်လဲနှုတ်ကြဆင်းမှုဟာ၃နှစ်ကျော်အတွင်းအမြင့်ဆုံးတက်မိုးကိုရောက်ရှိနေတဲ့ဘန်းငွေတက်မိုးပြန်လဲကြဆင်းနေတာကြောင့်လို့ငွေလဲလုပ်ငန်းလုပ်သူတွေကတညတညွတ်တည်းမှတ်ချက်ပေးပါတယ်။ဒါအပြင်ထိုင်းရောက်ရွှေပြောင်းမြန်မာတွေအကောင့်ဖွင့်အသုံးပြုတဲ့ပုဂ္ဂလိကဘဏ်အကောင့်တွေဩဂတ်လ၁၉ရက်ကနေစပြီးယာယီအပိတ်ခံရပြီးတဲ့နောက် ကျန်းဝေစီမြင့်တက်မှုကိုဖြစ်ပေါ်စေခဲ့တယ်လို့ဗတ်နဲ့ချက်ပုံမှန်လဲလဲအသုံးပြုနေသူတဦးကလည်းပြောပါရယ်အခုလိုထိုင်းဘတ်ငွေကျဆင်းလာတာဟာအိန္ဒိချင်းကမ္ဘောဒီးယားနိုင်ငံနဲ့ဖြစ်ပွားနေတဲ့ပြပခါကြောင့်ပြန်လဲကျဆင်းလာတာဖြစ်တယ်လို့လည်းသိရပါရယ်2023ဇွန်လကထုတ်ပြန်တဲ့ကမ္ဘာ့ဘဏ်အစည်းအဝေးခန်းစာထဲမှာ2021အာနာသိမ်းမှုနောက်ပိုင်းမြန်မာစီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာဆူဆူရွရွဆုတ်ယုတ်နေကလက်ရှိနိုင်ငံရေးအကျပ်အတဲတွေနဲ့ စီးပွားရေးပေါ်ရိုက်ခတ်မှုကထိခိုက်မှုကြီးမားလွန်းနေလို့လဲကမ္ဘာပံကအဲ့ဒီအစီရင်ခံစာမှာသတိပေးထားပါတယ်။